ဒီနေ့မျှဝေပေးကြတာလေးကတော့ MOD mod ဆိုတဲ့ formula လေးရယ် quotient ဆိုတဲ့ formula ရဲ့အသုံးလေးကိုပြောခြင်းပြောပြပေးခြင်းပါလိမ့်ရှင် mod formula လေးကတော့စာကျွင်းကိုရှာတဲ့ formula ဖြစ်ပြီးတော့ quotient formula ကတော့စာလက်ကိုရှာတဲ့ formula လေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော် if နဲ့တွဲပြီးတော့အသုံးပြုသွားကြမှာပါကျွန်တော်ဒီနေ့အဲ့ဒါလေးကိုဗမာအသုံးပြုသွားမှာလဲဆိုတော့ကျွန်တော်တို့ ကုန်ပစ္စည်းတွေပေါ့နော်ကုန်ပစ္စည်းတွေကိုလက်ကျန်သွက်တဲ့နေရာမှာအသုံးပြုသွားပါမယ်ကျွန်တော်ဒီနေ့ဥပမာပေးသွားမှာလေးကတော့ဒီဇယ်စင်ရင်းလေးပေါ့နော်ကျွန်တော်ဒီဇယ်စင်ရင်းလေးမှာဒီဇယ်ရာဆိုရင်ကျွန်တော်ကအဲဒီစကပေပါလိုက်လေပေပါနဲ့ဝင်တာပေါ့နော်ဒီကပေပါနဲ့လဲဝင်တဲ့အချိန်မှာကျွန်တော်တို့ဂါလန်အ လေးတွေအစွန်းထွက်လေးတွေလည်းပါလာတတ်တယ်ပေါ့ဥပမာတရားပြပါနဲ့ငါးကလန်လို့ဆယ်ကလန်လို့အလိုမျိုးလေးတွေလည်းပါလာတတ်တယ်။သုံးတဲ့အခါမှာရောင်းတဲ့အခါမှာဆိုရဲကျွန်တော်ကလန်လိုက်လည်းရောင်းတယ်ပေပါလိုက်လည်းရောင်းတယ်ပေါ့နော်။အဲဆိုတဲ့အခါကျတော့ကျွန်တော်အဲ့ဒါလေးကိုဒီ cushion နဲ့ mod formula လေးသုံးပြီးတော့တွက်ပြသွားမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်ကပေပါနဲ့ကလန်နဲ့ဥပမာပေးပေးမယ်။အဲတခြားမှာဆိုရင်ဟိုဒါဇင်နဲ့ အုတ်ရည်ပေါ့အဲဥပမာဆိုစာအုပ်ဆိုလဲဒါစင်နဲ့အုတ်ရည်ပိတ်တာဆိုရင်လဲပိတ်တာနဲ့ကြက်သားပေါ့နော်အဲ့လိုမျိုးမျိုးတွက်လို့ရပါတယ်ဒီမှာတော့ကျွန်တော်တပိပါကိုကာလန်50နဲ့တွက်မှာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ကဒီမှာဆိုအရင်ဆုံးဘဲလန့်ပေါ့နော်ဒီနေ့အဲဘဲလန့်နေ့စဉ်ဘဲလန့်လေးတွေကိုရှာသွားမယ်ပေါ့ရှာသွားမယ်ဆိုတော့ကျွန်တော်တို့ဘဲလန့်ကိုလိုချင်ရင်တော့ရှင်းပါတယ်အရင်လေးကလက်ကျန်ရဲ့ဒီနေ့အဝင်ရဲ့ကိုပေါ့ ဒီနေ့သုံးလိုက်တဲ့အသုံးကိုနှုတ်လိုက်လို့ရှိရင်ဒီနေ့အတွက်လက်ကျန်ကိုရမှာပေါ့နော်အဲဒါဆိုကျွန်တော်တို့အရင်ဒီမှာအရင်တွေ့ကြည့်ပါမယ်အတွက်ဆန်းပေါ့နော်ဒီမှာကျွန်တော်ကဒီဟာဆိုရင်ဒါအရင်လေးကအရင်လားလက်ကျန်လေးရှိတယ်ဆိုပါဆိုဒါအရင်လားလက်ကျန်ပေါ့နော်ဒါကဒီနေ့တရက်9လမှဝင်တဲ့အဝင်ပေါ့နော်အဝင်က20ကားလမ်းရှိတယ်အသုံးက30ရှိတယ်ပေါ့အဲဒါဆိုခါကျအတွက်ဆန်းသောပုံရည်ခေါ်လိုက်မယ်ဒီနေရာမှာလက်ကျန်ရဲ့ အဝင်ရေကိုပေါင်းမယ်အသုံးကဒီမှာပေါ့နော်ဒီအသုံးလေးကိုနှုတ်လိုက်မယ်ပေါ့နော်အဲဆိုလို့ရှိရင်သူကပါဆို -30 ထွက်ပါတယ်ဒီနေရာ -30 ထွက်ပါဟုတ်ပါတယ်သူက20ပေါ့နော်ရှိတာ20ကလံပဲရှိတယ်3လိုက်တာက10ကလံဖြစ်တဲ့အတွက်ကြောင့်မို့လို့3လိုက်တာက30ကလံဖြစ်တဲ့အတွက်ကြောင့်မို့10ကလံ minus ထွက်နေ minus ထွက်ပြီဆိုကျွန်တော်တို့ကဒီမှာ paper တွေကနေတွားယူရတော့မှာပေါ့အဲ့ဆိုတက် paper မှာကလံ90ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီဘက်က90ယူလိုက်ပြီ90ယူလိုက်ရင် 50ရက်30နှုန်း40ကျန်ပါပါတခုတက်နီးနဲ့ပြောမယ်ဆိုလို့ရှိလို့ရှိရင် ရှိတဲ့ဂါလန်ကိုကျွန်တော်တို့က50နဲ့စားလိုက်တာ50နဲ့စားလိုက်လို့ရှိရင်ကျွင်းနဲ့အကျွင်းကိုကျွန်တော်တို့ရှာလိုက်တဲ့သဘောပဲဖြစ်ပါတယ်အဲဒီတော့အကျွင်းရှာတဲ့ formula လीမော့တ် formula ဖြစ်တဲ့အတွက် mod formula လေးနဲ့တွဲသုံးတာဖြစ်ပါတယ်ဒီနေရာမှာ mod formula ရဲ့ဟိုပါပေါ့နော် mod formula argument ကခုရှိပါတယ်တခုကတော့ mode formula ဒီဒီမှာ number နဲ့ divisor ပေါ့နော် number ဆိုတာကတော့ t gain ကိုပြောတာ divisor ကတော့စာဂိမ်းပေါ့နော်အဲ့တော့ number ကတော့ခဏလေးလုံးကကျွန်တော်တို့တွက်ထားတဲ့လက်ကျန်အဖြေပေါ့အဲ့ဆိုလက်ကျန်အဖြေဆိုတော့ကျွန်တော်တို့အဲ့လက်ကျန်လေးကိုရအောင်ပြလိုက်မယ် sum ရဲ့အဝင်လေးဟိုလက်ကျန်ရဲ့အဝင်ရဲ့ကိုပေါင်းမယ်အဲ့ဒါပြီးတော့အထွက်ကိုနှုတ်လိုက်မယ်အဲ့ဆိုရင်ဒါ t gain လေးရပြီဒီ gain လေး divisor ကတော့ကျွန်တော်တို့ကတပေပါကလန်90ဖြစ်တဲ့အတွက်90နဲ့စမယ်ဒီမှာဆိုရင်40ကျန်ပါတယ် โอเคဒါဆိုကျွန်တော်ဆွဲချလိုက်မယ်ဒါဆိုရင်အဖြေလေးရသွားပါတယ်ဒီမှာဆိုကျွန်တော်ဥပမာတွက်ကြည့်မယ်ဒီမှာတပူလောက်နမူနာပြောပြပါတော့ဒီမှာ40ကျန်တယ်ဒီမှာအဝင်40ရှိတယ်ဆို80 80တဲ့ကနေ48ကိုနှုတ်ရင်32ကျန်ပါတယ်ဒါဆိုရင် ယူစရာမလိုသေးဘူးပေါ့နော်လောက်သေးတယ်အဲဒီမှာဆိုရင်2ပေးပါကြံနေပေါ့နော်30ခွတ်တော့အဝင်မရှိဘူး30ထွက်တော့2ပေးပါကြံနေဒီမှာဆိုရင်35ဝင်နေအထွက်မရှိတော့38ကျန်နေဒီမှာဆိုရင်တော့48ထွက်တယ်38ဆိုတော့ဒီမှာသူကဟိုဘက်ကနေ2ပေးပါချင်း68 68ထက်က38နဲ့39ကျန်နေဒါဆိုရင်2ပေးပါသွားယူလိုက်ရပြီရှင်းရနေ2ပေးပါသွားယူလိုက်ယူတာဒီ2ပေးပါတက်တော့အများတန်း2ပေးပါပဲဖြစ်မှာဘာဖြစ်လို့ကျွန်တော်တို့ကဒီမှာ50နဲ့စားထားတာဖြစ်တဲ့အတွက်50တက်ပို့ပြီး2ပေးပါတက်ပို့ပြီးမယူပါဘူးဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဒီဘက်မှာ ဒီအဝင်လက်ကြံလေးကိုဟိုပါပေါ့ paper လက်ကြံလေးကိုတွက်မယ် paper လက်ကြံဆိုရင်လည်းကျွန်တော်တို့ပြောတယ်လို့ပါပဲဒီ paper အဝင်ရဲ့လက်ကြံရဲ့အဝင်ရဲ့ကိုပေါ့အသုံးဝင်လုပ်လိုက်ရင်ကျွန်တော်တို့လက် paper လက်ကြံတွက်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ခုစဉ်းစားရမှာကျွန်တော်တို့ paper ဒီ garland မလောက်လို့ရှိရင်အဝင် garland တက်အသုံး garland အများနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ paper တော့ပေးရပါအဲ့ဒီတော့ကျွန်တော်တို့က paper နှုတ်ပေးရမယ်ဒီမှာဆိုကျွန်တော်တို့ဒီမှာအဝင်က30အဝင်က အလက်ကျန်က30အဝင်က100အသုံးမရှိဘူးဆိုတော့130ကျန်။ဒါပေမဲ့ကျန်က30မကျန်နိုင်100ကူပြပါပဲကျန်မှာ။ဘာဖြစ်လို့ဆိုခဏနေတုန်းကကျွန်တော်တို့ကတပိပါပေးထားတာမို့လို့ပါ။အဲဆိုရင်ကျွန်တော်တို့ကအဲ့တပိပါကိုနှုတ်ပေးရမှာပေါ့။အဲဆိုအမြဲတမ်းနှုတ်ရမှာလားဆိုတော့မဟုတ်ဘူး။အဲသူမဟုတ်ဘူး။အဝင်ပေါ့နော်ရှိတာတက်သုံးတာကများတဲ့အခါမှလားတပိပါနှုတ်ရမှာ။ အဲဆိုတော့တက်ကြီးပြောမယ်ဆိုရင် sheet ဒီနေရာမှာပြန်စဉ်းစားမယ်ဆိုရင်တော့ဒီပေါ့နော်ကျွန်တော်ကတော့0နဲ့ပဲစဉ်းစားလိုက်မှာပေါ့နော် sheet data နဲ့ sheet data နဲ့ပေါ့နော်အဝင်နဲ့လက်ကျန်တဲ့ကို ပေါင်းလိုက်ပြီးတော့အတုံးကိုနှုတ်လိုက်တာဒီအတုံးကိုနှုတ်လိုက်တာဒီ minus ထွက်နေမယ်ဆိုရင်ပေါ့ နော် minor ထွက်နေမယ် minor ထွက်မယ်ဆိုရင်0ပို့အဲ့အတွက်0ကျွန်တော်ကအကြီးသေးလက္ခဏာလေးသုံးလိုက်မယ်0တက်ကြီးမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုလေးစဉ်းစားလိုက်ပါမယ်တခြားနည်းနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်လည်းဒီလက်ကျန်တဲ့အဝင်နဲ့ပေါင်းတဲ့ဂိမ်းကြီးအဲသုံးလိုက်တဲ့ဂိမ်းတက်ငယ်နေခဲ့မယ်ဆိုရင်ဆိုလည်းရတယ်ဒါမှမဟုတ်ဆိုအထွက်ကိန်းကြီးအဝင်နဲ့လက်ကျန်ပေါင်းလိုက်တာတဲ့ကြီးတဲ့ကိန်းရင်ဆိုရင်လည်းရပါတယ်ဒီနေရာမှာတော့ကျွန်တော်ကဒီအဝင်နဲ့လက်ကျန်နဲ့ပေါင်းပြီးတော့မှအထွက်ကိုနှုတ်လိုက်တာဒီ မိုင်းနက်ဂိမ်းထွက်မယ်ဆိုရင်မိုင်းနက်ဂိမ်းဆိုတော့မိုင်းနက်0ဒတ်ငယ်မယ်ဆိုရင်ပေါ့နော်အဲဆိုစမ်းအဲဆိုတော့ကျွန်တော်ဂါလန်ကိုအတွက်မှာပေါ့နော်ဒီမှာဆိုရင်ဂါလန်အဝင်ဂါလန်ရဲ့နော်အဲအဝင်လက်ကျန်ဂါလန်ရဲ့အဝင်ဂါလန်ရဲ့ကိုပေါင်းမယ်အထွက်ဂါလန်ကိုနှုတ်လိုက်မယ်အဲ့ဆိုရင်သူကဘာဖြစ်မှာဆိုဖလန်နေတော့အတိုင်း -30 ဖြစ်မယ်။အဲ့ဆိုရင် -30 ဆိုတော့ -net ထက်0ဒတ်ငယ်ရင်-ဖြစ်မှာပေါ့နော်။အဲ့ဆိုကကြတော့အဲ့ဆိုတော့ ဒါရဲ့အကြီးလက္ခဏာပါငငယ်ငယ်ဟာ0တက်ငယ်မယ်ဆိုရင်ဘာလို့မှလဲဆိုတော့0တက်ငယ်မယ်ဆိုရင်ခဏနေကပေပါတွေပေါင်းလို့ရတဲ့ထဲကနေတစ်ကိုနှုတ်မှာပါနော်ပေပါကိုရှာထားတဲ့အထက်ကပေပါလက်ကျန်လေးကနေတစ်ကိုသွားလုံပါအဲဆိုပေပါလက်ကျန်ကိုရှာမယ်ဆိုရင်အဝင်လက်ကျန်ရဲ့အဝင်ရည်ကိုပေါင်းမယ်ဒီအသုံးပေပါကိုနှုတ်မယ်အဲ့ဒီထဲကနေမှ -1 ကိုနှုတ်မယ် အဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်နေရာလက်ကျန်ကိုပဲယူမှာပေါ့နော်အဲဆိုအဝင်လက်ကျန်ရဲ့အရင်နေရာလက်ကျန်ရဲ့ဒီနေ့အဝင်ရဲ့ကိုပေါင်းမယ်ဒီနေ့အတုံးပေါ့နော်ဒီနေ့အတုံးကဒီနေရာမှာဒါဆိုရင် DE F ပေါ့နော် F F ကဒီမှာပဲရိုက်ထည့်လိုက်ပါတော့မယ် F5 ပါဒီမှာ F5 ပါအဲဆိုလို့ရှိရင်အတန်းဖြစ်ပြီဆိုတော့ queen လေးပိတ်လိုက်ပါမယ် if the formula အတွက် queen လေးနောက်တစ်ခုပိတ်လိုက်မယ်ဆိုရင်ဒီမှာတရားနဲ့ကိုပေးပါအဲဆိုဆွဲချကြည့်မယ်ပေါ့နော်ဒါကဒီမှာဆွဲချကြည့်လိုက်မယ် ဒီမှာဆိုရင် minus ထွက်နေပါတယ်ကျွန်တော်တို့ဒီမှာဘာလို့ minus ထွက်သွားလဲဆိုတော့ကျွန်တော်ပြင်ကြည့်ကြည့်မယ်ပေါ့နော်109ပြပါဟုတ်ပြီ109ပြပါဒီမှာဆိုလို့ရှိရင်တော့ဒီမှာရှိတာက40ရှိတယ်48ဆိုတော့ဒီဘက်ကိုတက်ပြ109ပြပါ109ပြပါရဲ့အဝင်နာက30ဒီနေရာမှာမားသွားပြီ အဲ109ပြပါတယ်ကနေ30ဝန်းနဲ့ဆို139 90ပါဖြစ်လို့ရတာလဲဆိုတဲ့အဖြစ်ကိုကျွန်တော်တို့ပြန်ကြည့်ကြည့်ရအောင်ပေါ့နော်အဲဒီမှာဆိုရင် i4 ရယ် e5 ရယ် i4 ရယ် e5 ရယ်ကိုပေါင်းမယ် g5 ကိုနှုတ်မယ်အဲ g5 ကိုနှုတ်လို့ရတဲ့ဟာဒီ0တက်ကြီးခဲ့မယ်ဆိုရင် a4 ဒီ d5 a4 နဲ့ h4 ရယ် H4 ရဲ့ D5 ရဲ့ကိုပေါင်းမယ်အဲပြီးလို့ရှိရင် H4 ရဲ့ D5 ရဲ့ကိုပေါင်းမယ် F5 ကိုနှုတ်မယ် အဲ့ဒါဆိုရင်အဲ့တည်းအရရတာလေပြောရင် -1 ကိုနှုတ်မယ်ပြီးတော့ iron 4ဒီနေရာမှာ iron 4ဖြစ်သွားတာပါဒါလန်ကြီးနဲ့သွတ်နှုတ်တာကျွန်တော်တို့ဂါလန်မဟုတ်ဘူးဒီမှာပေပါဖြစ်ရမယ်အဲ့ဆို sam h4 နဲ့ပေါ့နော်ဂါလန်ကောလန်ကြီးကိုသွတ်နှုတ်ထားလို့ပါ sorry ပါအဲ့ဆိုတော့ -1 နဲ့ပေါ့နော်အဲ့ဆိုတော့ဒီထဲကနေဒီအဖြေကိုပဲဒီပေပါလက်ကျန်ကိုပဲကျွန်တော်တို့ယူလိုက်မယ်အဲ့ဒါ sam formula ပြီးသွားပြီ a formula တက်နောက်တစ်ခုနေ့တခုပေးလိုက်မယ်ဒါဆိုရင်တရားကို တရားကိုဆိုတော့ဒီမှာဆွေးချလိုက်မယ်ပေါ့နော်အဲဆိုရင်တရားကိုပြပါဒီမှာဆိုလို့ရှိရင်ဝင်လာ30ရှိတယ်139ဒီမှာသူကအတူမှာအတော့အဲ138ပေါ့နော်ဒီမှာပေးကားလောင်းကိုမယူရအောင်ဆိုတော့139ကျန်မယ်အဲဒီမှာဆိုလို့ရှိရင်တော့130 139ကျန်မယ်ဒီမှာဒီမှာတက်ပေးပါတောင်းလိုက်တော့138ဒီမှာလည်းအဲကားလောင်းက ဘာလက်မှတ်ကိုမပေးရသေးဘူးဒီမှာဆိုရင်120ဝင်းနဲ့အတွက်138ဆို158ဒီမှာဆိုလို့ရှိရင်တော့158တရားနဲ့တပေပါတူကိုပေးလိုက်ရအောင်159ဒီမှာလည်းအတုံးမရှိတဲ့အတွက်159ပဲဒီမှာလေးပေပါနှုတ်တော့153ပေါ့နော်ဒီမှာလည်းညီပါပေါ့153ရဲ့180ပေါ့နော်133ဒီမှာလည်း40ကျော်ကလန်40နဲ့တပေပါဆိုတော့ဒါလေးတွေကဘယ်လောက်တက်သွားလဲဟုတ်ပြီအဲ့ဒါဆိုရင်လကုံကြီးကျွန်တော်တို့ကလကုံကြီးဆိုတော့ ရဲ့ဟုတ်ပြီလကုံသွားပြီဆိုတော့ဒီလာပေါ့နော်ပေပါဘလောက်နဲ့ပေပါအာဘလောက်ကပေပါအားလုံးတိုတယ်ဘလောက်ဝင်တယ်လဲဆိုတော့ဘယ်နဲ့ပေပါနဲ့ဘယ်နဲ့ကလန်ဝင်တယ်လဲဆိုတော့တွက်မယ်ပေါ့နော်ဟာတွက်မယ်ဆိုတော့အဲဒီမှာဒီမှာဒီမှာပေါင်းလိုက်မယ်ဆိုတော့ဒီကောင်ကိုဆန်းနဲ့ပြလိုက်ကလန်စုစုပေါင်းရရနော်ဆန်းနဲ့ပေါင်းလိုက်ရင်ဒီမှာ equal ဆန်းဆိုရင်ကလန်စုစုပေါင်းကိုပြ ဒီမှာတော့ ring လေးဆိုတော့ပေါ့နော်ဒီ ring ကိုပေါင်းလိုက်မယ်ဒီမှာဆိုရင်ဒါကလန်စုစုပေါင်းရကလန်135ပေပါ135ကလန်အဲဆိုတော့ကျွန်တော်တို့ကပေပါဖွင့်90နဲ့စားရမှာအဲဆိုတော့ခဏနေရလို့ပဲ mod formula လေးနဲ့စားကျွင်းကိုရှာရမှာပေါ့နော်စားကျွင်းကိုရှာမယ်ဆိုတော့ mod formula စားတယ်ဟာဒါဒီ gain ကိုရပြီ and ဒါကစား gain ဆိုတော့ဒီမှာဆိုရင်35ကလန်ပေါ့ နော်သူစုပေါင်းက35ဂါလန်ဖြစ်ပါတယ်အဲဒီတွင်သူစုပေါင်း135ပေးပါဆိုတော့ဟုတ်တယ်နောက်ကနှစ်ပေးပါနဲ့35ဂါလန်နှမ်းပါတယ်အဲဒီမှာကြောက်လည်းအဲ့လိုပဲဒီကောင်လေးတွေကိုပေါင်းလိုက်မယ်ပေါင်းပြီးတော့နောက်တစ်ခါပါကိုပေါင်းရမှာလဲဆိုတော့ဒီမှာဆိုရင်ခဏနေတော့ငါနှစ်ပေပေါင်းဒီဘက်မှာလာပေါင်းရမှာနှစ်ပေပါဒီ135ကို90နဲ့စားပြီးနှစ်ပေပါရတာဒီစာကိန်းစာကိန်းဆိုတော့အဲစာကိန်းကို forex formula ကြီး quotient formula လေးဖြစ်ပါတယ်အဲ့ဒီအတွက် GUU ကို T I E N D quotient ပေါ့နော် quotient formula အဲဆိုတော့ဒီမှာအဲနာမီနီတာရဲ့ဒါဒီနိုမီတာရဲ့ရှိပါတယ်အဲပေါ့နော် T gain ရဲ့ဟိုပါပေါ့ T gain ရဲ့နောက်တစ်ခုကတော့အော်ပေါ့စာစာကိန်းရဲ့ပေါ့နော် T gain ရဲ့စာကိန်းရဲ့ရှိရဆိုတော့ T gain ကတော့ sin sin ဒီမှာလေးဖြစ်ပါတယ်ဒီကောင်းလေးကိုစားမယ်ပြီးလို့ရှိရင်တော့ စာမှာကတော့50နဲ့စာမှာပါပဲเนาะစာကိန်းက50အဲဆိုရင်ဒီ fee လေးကိုပြပြီးအဲဆိုရင် mind ထွက်ချလိုက်မယ်ဆိုရင် sorry 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 ဒီနေရာမှာပေါ့เนาะဒီနေရာမှာ sum ပေါ့เนาะဒီကောင်လေးကိုပေါင်းမယ်အဲဒီကောင်လေးပေါင်းလိုက်မယ်ပေါ့နော်ဒီကောင်ပေါင်းလို့ရတဲ့အရှိမဖြေရပြီးတော့ဒီဘက်ကနေထွက်လာမယ်စားခင်းရေပေါင်းမှာပေါ့နော် ရှာကိန်းကိုပြန်ပေါင်းမှာဆိုရှာကိန်းကိုရှာတဲ့ formula ဒီ quotient formula ဖြစ်ပါတယ်အဲဆိုတော့စားလက်ကတော့ဒီကောင်ပေါ့နော်စားကိန်းကတိကိန်းကဒီကောင်ဖြစ်ပါတယ်စားမဲ့စားကိန်းကတော့50ဖြစ်ပါတယ်ပေါ့နော်အဲဆိုတက်လိုက်ရဆိုရင်ဒီနေရာမှာပါမတော့လဲ GU to INT quotient အော်ဒီနေရာမှာစမ်းထည့်ရမှာပါစမ်း formula လေးထည့်လိုက်မယ် sorry ပါဒီနေ့အမားကြီးများနေတယ်။ဟာဆိုတော့ sample formula လေးနဲ့ထည့်လိုက်ပြီဆိုရင်ဒီဒီမှာ question လည်းရပြီဆိုရင် enter ခေါက်လိုက်။432ပေါ့နော်ဒီမှာပေါင်းလိုက်ရင်ဒီမှာ100 130 130 120ရဲ့ပေါင်းတော့390 350ရဲ့180ရဲ့ပေါင်းတော့430ဒီဘက်ကနှစ်ပေးပါနဲ့ဆိုတော့432ပေးပါပါ။ဒီနေရာမှာလည်းဒီတိုင်းမှာပဲ column နဲ့ဟိုဟာကိုလည်းခဏနေရာအတိုင်းလေးပဲပေါ့နော်။အဲဒီမှာ mod formula လေးနဲ့ အထက်ကအထက်ကိုလည်းအတိုင်းလေးပေါင်းလိုက်ရပါပြီဆန်နော်ဒါမှဆိုရင်ဒါမှဒါမှလည်းစားကိန်းက50နဲ့စားလိုက်မယ်အဲဆိုရင်14ပေးပါပေါ့နော်ဒီမှာဆိုရင်ဒီမှာတက်ကြည့်လိုက်မယ်ဆိုတော့214 214ဆိုတော့5ပေးပါနဲ့14ကလည်းဒီဘက်မှာအော် sorry 200ဆိုတော့4ပေးပါပေါ့နော်4ပေးပါဆိုတော့ဒီမှာဖတ်ထားတာ5ပေးပါပဲဆိုတော့6ပေးပါရရပါမယ်အဲဆိုခဏနေရလို့ပဲဒီမှာဆန်အဲဒီကောင်လေးကိုပေါင်းလိုက်မယ် အဲ့ပြီးရင်နောက်တစ်ခုအဲ့ဒါနဲ့ဘာနဲ့ပေါင်းမလဲဆိုတော့ကိုရှာခဏနေတော့ကစားလက်နဲ့လေးနဲ့ပြန်ပေါင်းမယ်ပေါ့နော်ဂါလန်ရဲ့စားလက်လေးနဲ့ပြန်ပေါင်းမှာဖြစ်တဲ့အတွက်ဂါလန်က sorry ဆန်းအရင်လာရမယ်ဒေါ်ရင်းဖြစ်တဲ့အစားနော်ဒီမှာ G5 ဒီဆန်းဂါလန်ထပ်သွားတဲ့ဂါလန်အကြီးအတွက်လေးကိုပေါင်းလိုက်မယ်အဲခံလို့ရတဲ့အဖြေကိုဗာနဲ့ရမယ်ဆို50နဲ့စာမယ်ပေါ့နော် စင်နဲ့စာမယ်အန်တာခောက်လိုက်မယ်ဒါဆိုရင်ကိုပေးပါနဲ့ဆက်လေးပါလာမှာဒီမှာဆိုရင်432ပေးပါရဲ့ဒီဘက်က အရင်30ရှိရဆို442ပေးပါ442ပေးပါတဲ့ကနေကိုပေးပါကိုသုံးလိုက်မယ်442ပေးပါတဲ့ကနေကိုပေးပါကိုသုံးလိုက်မယ်ဆိုရင်ဂျန်နာဒီ433ပေးပါဂျန်ပါတယ် 499ပုံပြပြကြံနေအဲဒီမှာက433ပြပြကြံနေပေါ့နော်ဒီမှာက35ကလန်35ကလန်မှာဒုကလန်ကဒီမှာ14ကလန်ဆိုတော့27ကလန်ကြံနေပေါ့နော်အဲဆိုတော့လက်ကြံက433ပြပါနဲ့27ကလန်ဖြစ်ပါတယ်ဒါလေးကတော့ cushion နဲ့ mod ရဲ့အသုံးလေးကို infection နဲ့တွဲပြီးအသုံးပြုပါလေးဖြစ်ပါတယ်အဲအမားလေးလည်းနည်းနည်းလေးများသွားတယ်ပေါ့နော်ဗီဒီယိုဖိုင်လေးကနည်းနည်းလေးရှည်သွားတဲ့အတွက်တော့ sorry ပါ